င်္ဂလာပါရှင်ကျွန်မကတော့ချူချူဆမ်းပါ DPP ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါဖန်စီအကျဉ်းချခံထားရတဲ့နိုင်ငံတော်အတိုင်မြေခံပုဂ္ဂိုလ်ဒေါက်ဆန်စုကြည်အပါအဝင်သမရဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသားအလုံးကိုချွင်းချက်မရှိချက်ချင်းလွှတ်ပေးဖို့ပြင်သစ်သမရကထမံတောင်းဆိုလိုက်ပါတယ်။ ပြည်သက်သမရအီမန်နူရယ်မက်ခရွန်စီကနေဒေါအောင်ဆန်းစုကြည်ကို ပေးပို့ခဲ့တဲ့ပတ်ကွေရေးစာမှာဖော်ပြထားတာဖြစ်ပြီးဒေါအောင်ဆန်းစုကြည်ရဲ့ဂျမားရဲ့အနေထားကိုစိုးရိမ်ပူပန်နေတယ်လို့လည်းပြည်သက်ကောင်ဆောင်ကဆိုပါတယ်။အဲ့ဒီစာကိုပြည်သက်နိုင်ငံနိုင်ငံကြိုင်းဝန်ကြီးဌာနရဲ့မြန်မာအတွက်အထူးကိုယ်စားလှယ်မစ္စတာခရစ်စတန်လက်ရှယ်ဗီနဲ့ဒေါအောင်ဆန်းစုကြည်ရဲ့သားဖြစ်သူကင်အဲရစ်ကိုဦးထိပ်လေးနဲ့တွေ့ဆုံစဉ်ကလက်ခံရရှိခဲ့တာပါ။ ဒါပြေဒေါအောင်ဆန်းစုကြည်အပါအဝင်မြန်မာပြည်သူတွေကိုပြည်သက်နိုင်ငံခေါင်းဆောင်တဲ့ပြည်သူတွေကတနာဂရုဏာထားပြီးအမြဲတမ်းထောက်ခံအားပေးမှုအတွက်အထူးကျေးဇူးတင်ရှိတယ်လို့ဆိုထားပါတယ်ရှင်။လေပြင်းအားနဲ့ရဲဝန်နဲ့တိုက်ဖိုးမုန်တိုင်းကဲမဲကြီးအကျွေးကြံတွေကြောင့်နိုဝင်ဘာလ၄ရက်နေ့မှာမြန်မာနိုင်ငံရှိတိုင်းနယ်ပြည်နယ်၆ခုမှာမိုးတက်ထန့်စွာရွာသွန်းနိုင်တယ်လို့မိုးလေဝသပညာရှင်တွေကခန့်မှန်းပြောဆိုပါတယ်။ကိခိုက်သတင်းပေးပို့ထားပါတယ်ရှင်။ ဘင်္ဂလားပင်လယ်အော်အရှေ့အလေးပိုင်းနဲ့မြန်မာနိုင်ငံမြို့တော်ကျုံပေါ်ကံယူတဲ့ဒေတာအနည်းမှဖြစ်ပေါ်နေတဲ့လေပြင်းအားနဲ့ရဝန်ဆက်လက်တည်ရှိနေတဲ့အတွက်နေရာအနဲ့မူကြီးနိုင်တယ်လို့စစ်ကော်မရှင်လက်အောက်ခံမူစလာကဒီကနေ့နိုဝင်ဘာလ၄ရက်နေ့မှာထုတ်ပြန်ပါတယ်အဲ့ဒီလေဖီအာနေရဝဟာမြောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွှေ့လျားနေပြီးဘင်္ဂလားပင်လယ်အော်အရှေ့အလေးပိုင်းနဲ့အရှေ့မြောက်ပိုင်းမြန်မာနိုင်ငံရခိုင်ကမ်းရိုးတွေနဲ့မြို့တော်ကျွန်းပေါ်ကမ်းလွန်ဒေသတွေကိုရောက်ရှိနေလို့မိုးစလာကခန့်မှန်းပြောဆိုပါတယ် လီဘီအာနဲ့ရဝန်အရှိန်နဲ့တိုင်ဖွန်းမုန်တိုင်းအကျဉ်းအကြံတွေကြောင့်ဒီကနေ့နိုဝင်ဘာလ၄ရက်နေ့မှာတိုင်းနယ်ပြည်နယ်၆ခုမှာမိုးသည်ထဲဆုံးလျှော့သွန်းနိုင်ရလို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကပြောပါတယ်။လီယန်နီအတွက်ဆိုလို့ရှိရင်အဲကျွန်တော်ရခိုင်ပြည်နယ်လည်းမိုးများနိုင်တယ်။အဲအေယဝရီတိုင်းရန်ကုန်တိုင်းပေါ့လီဘီအာနဲ့ရဝန်ကြောင့်ပေါ့နော်။အဲသူကဒီယန်နီတရက်အထက်မှာ၂၄နာရီအတွင်းမှာ၃လက်မကနေပြီးတော့၄လက်မလောက်အထိမွေးခြင်း ရနိုင်တယ်ပေါ့အဲပြီးတော့ဒုတိယအများဆုံးကဒီပဲခူးတိုင်းရေမွန်ပြည်နယ်ရေတနင်္လာရီတိုင်းရေဒီမာဒီမာကတော့သူကနှစ်လမအထက်သုံးလမလောက်24နာရီတွင် မှာမူးရောနိုင်တယ်အမိုးများနိုင်တယ်ဆိုတော့မိုးတဲတာကတော့များသောအဖြစ်ကတော့နေ့အပူချိန်ကျသွားတဲ့ဒီမွန်လွဲညနေပိုင်းညပိုင်းတွေမှာမိုးများတတ်တယ်အမိုးတဲတတ်တယ်ပေါ့နော် မိုးစလာရဲ့ထုတ်ပြန်ချက်တွေအရစကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်မှာနေရာကျကျမကွေးတိုင်း၊ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတွေမှာနေရာစိစိမ့်နဲ့ကြံတိုင်းနဲ့ပြည်နယ်တွေမှာနေရာအနှံ့အပြားမိုးထစ်ချုံရွာနိုင်ပြီးရန်ကုန်၊မန္တလေး၊မကွေး၊စကိုင်းအောက်ပိုင်း၊အေရဝတီနဲ့ရခိုင်ပြည်နယ်တွေမှာနေရာကွက်ပြီးမိုးကြီးနိုင်ရဲလို့ဆိုထားပါတယ်။ ဒါအပြင်ရန်ကုန်ပဲခူးအေယာဝတီနဲ့ရခိုင်ပြည်နယ်တွေမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားကောင်းနေပြီးမိုးတိမ်တောင်ရွေ့လျားရာနေရာတခြားမှာမိုးရော်သွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ခြုံကျော်တာမိုးကြိုပစ်တာလျက်စီးလက်တာနဲ့မိုးသီးကျူတာတို့ဖြစ်ပေါ်နိုင်တယ်လို့သတိပေးပြောဆိုထားပါတယ်။ ရေကုံမြို့မှာရှိတဲ့တာမွေမရန်ကုန်တာကေတာမြောက်တကုန်းလိုင်းတရာစတဲ့မြို့နယ်တွေအပါအဝင် နေရာတချို့မှာမိုးစတိုက်လျော်သွန်းနေတာကြောင့်လမ်းမကြီးတွေမှာရေဝုန်းနေပြီးရင်ကျော်ပိတ်ဆို့တာတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်မိုးကတော့တောင်းချီသွားနေတော့ပေါ့နော်။ရေကတော့သူကမနေ့ကညနေပိုင်းတော့ကိုတော့တရားရက်သွားတဲ့ခါကျတော့ရေကဟိုနည်းနည်းလေးဆင်းသွားတယ်ပြောရမှာပေါ့နော်။ချောင်းကြီးမတက်တာလည်းပါတော့ပေါ့။ဒါပေမဲ့သူတို့မျောင်းနေပါတယ်ကပိတ်ဆို့တာများတော့ မဆင်းနိုင်တော့ကြာတယ်ကမနေ့ကတော့တော်တော်များများနစ်ပါတယ်မြို့ရဲဆိုအခုတော့ကားမောင်းနေတော့အမေရဆိုရင်တော်တော်ရှောင်ရတယ်ဟိုပြောချင်တာကဒီမြို့တော်စီပင်တော့ပါတော့လည်းပြိမလုံနိုင်တော့ညောင်းရှင်းတာအရင်လိုတန်ရှင်းလို့တာဆိုတော့လောကမရှိသလောက်ပဲအဲဒီအတွက်ညောင်းကတော့ရှောင်ပိတ်နေအောင်ပါပဲဒါအပြင်မြန်မာကမ်းရိုးတဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တွေမှာရံဖန်ရံခါမိုးတက်လေပြင်းကြောက်ပြီးလိုင်းကြီးနိုင်မယ်လို့ဆိုထားပါတယ် မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအီကို35မအထိတိုက်ခတ်နိုင်ပြီးလိုင်းအမြင့်မှာမြမကန်ရုံတဲ့တခြားနဲ့ကန်လွန်ပင်လေပြင်းတွေမှာရှစ်ပေကနဲ့ဆေပေလောက်ရှိနိုင်တယ်လို့ဆိုထားပါတယ်။တစ်ဖက်မှာလည်းတိုင်ဖွန်းမုန်တိုင်းအကျဉ်းကြံကြောင်းရှမ်းပြည်နဲ့အရှေ့ပိုင်းနဲ့တောင်ပိုင်း၊ကယားပြည်နဲ့ကရင်ပြည်နဲ့မွန်ပြည်နဲ့ပဲခူးတိုင်း ရန်ကုန်တိုင်းအေရဝတီတိုင်းတွေမှာနိုဝင်ဘာလ9ရက်နေ့တရက်မိုးလေကင်းစင်လာပြီးနိုဝင်ဘာလ10ရက်နေ့မှာတော့တိုင်ဖွန်းမုန်တိုင်းအကျွမ်းကျန်ဝင်ရောက်ပြီးမိုးပြန့်လျော့နိုင်မယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကပြောပါတယ်။ကျွန်မကေခိုင်ပါ။ ချမ်းပြည်နယ်မြောက်ပိုင်းနက်ခမ်းမြို့မှာအော်တိုဘားလ28ရက်ကစပြီးတအန်တက် TNL ကဒေသခံအိမ်နောက်စုစီးရင်မှတ်ပုတ်တင်အပြင်ယာယီနေဆက်ဖြတ်ကျော်ခွင့်လက်မှတ် TBP ပါပြုလုပ်ပေးနေတယ်လို့ဒေသခံတွေစီကသိရပါဗျ။ TNL ကဒေသခံမှတ်ပုတ်တင်ကပြားနဲ့တရုတ်နယ်ဆက်ယာယီဖြတ်ကျော်ခွင့်လက်မှတ်ပြုလုပ်ပေးနေပြီးနက်ခမ်းမြို့ကန်တွေပဲနေဆက်ဝင်ထွက်လို့ရတယ်လို့ TNL နဲ့ဤဆက်သူကပြောပါဗျ။ TNL ကလုတ်ပေးနေတဲ့အိမ်နောက်စုစီးရင်အတွက်1200ချက် မှပုတ်တည်အတွက်တပေါင်းတစ်ထောင်ကျပ်ကုန်ကြပြီးထ ਿਆ နယ်လေးထိ ंछ ုံနေမြေအတွင်ခီးသွလာရေးနဲ့ကုသန်းရဝယ်ရဲ့အပြင်တရုတ်နယ်ဇက်အဝင်ထွက်တွေအတွက်ပါအသုံးပြုနိုင်တယ်လို့ဒေသခံတွေကပြောပါတယ်။ဒါ့အပြင်တရုတ်နယ်နက်ခတ်နယ်ဇက်ဂိတ်ဖြစ်တဲ့လုံတောက်နယ်ဇက်ဂိတ်ကိုတရုတ်ဘက်ကဖွင့်ပေးလိုက်ပြီးနက်ခတ်မြို့ရေးစိတ်ကနေကူပြီးသွားရတယ်လို့ဆိုပါတယ်။နတ်ဆာမတုံနဲ့နံမတူမြို့နယ်တွေမှာတော့ဂျွလာတရက်ကစပြီးထ ਿਆ နယ်လေးက ဒေသခံမှတ်ပုံတင်တဲ့အိမ်နောက်စုစီရင်လုပ်ပေးနေတာဖြစ်ပြီးအထောက်အထားပြုလုပ်လိုသူတွေအနေနဲ့ထ ਿਆ နယ်လေးထိတ်ချုပ်နေမြေမှာအနည်းဆုံး9နှစ်နေထိုင်ပြီးအသက်16နှစ်အထက်ရှိရမယ်လို့ဒေသခံတွေစီကသိရပါတယ်ရှင်။ဒီပပီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျွန်မကတော့ချစ်ချူဆမ်မကျေးဇူးတင်ပါတယ်ရှင်။